ကျွန်တော်ဒီဗီဒီယိုကိုဝင်ကြည့်ရှုနေတဲ့လူတွေထဲမှာကျွန်တော်ရဲ့တာသမီတွေဖြစ်နေမယ်နောက်ကဗီဒီယိုရည်ရာနဲ့ပတ်သက်ပြီးယုံကြည်တဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပေးဖို့အတွက်လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့ရဲ့ကန်ဆိုးနေတဲ့အချိန်ခါတွေမှာပြုလုပ်ရမယ့်ရည်ရာတွေစီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးအားကောင်းစေဖို့လည်းပြုလုပ်ရမယ့်ရည်ရာတွေမိတ်ဆွေတို့ကြီးပွားဖို့အတွက်ပြုလုပ်ရမယ့်ရည်ရာတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကိုကကျန်တော်ပရိသတ်သမီးတယောက်မဟုတ်ဘူးဆိုပေမဲ့လည်းကိုရဲ့တငယ်ချင်းပေါင်းသွင်းမိတ်ဆွေတွေထဲမှာကျန်တော်ပရိသတ်သမီးတွေရှိကောင်းရှိနေနိုင်ပါတယ်။သူတို့ရဲ့အကျိုးကိုလိုလားတယ်။သူတို့ဒီဗီဒီယိုကြည့်တဲ့ကိုရဲ့မိတ်ဆွေအပေါင်းအသင်းတွေအတွက်ပေါ့နော်။ဒီဗီဒီယိုကို share လုပ်ပေးခြင်းအဖြစ်သူတို့ကိုလည်းကူညီပါ။အဲကျွန်တော်ကိုလည်းကူညီပါလို့ကျွန်တော်အနေနဲ့ request လုပ်ပါတယ်။တောင်းဆိုအပ်ပါတယ်။အဲ့တော့ ကျွန်တော်တို့ဒီ generate သားသမီးတွေဘောတသက်စာမှာအမြဲတမ်းကံကောင်းခြင်းပဲဖြစ်ဖြစ်ကိုယ်အစင်မပြေတာပဲဖြစ်ဖြစ်ကြုံတွေ့လာရင်ပြုလို့မယ်ရတရား၃ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကိုယ်အနေနဲ့အမြဲတစေပြုလုပ်နိုင်နေဆိုရင်တော့ပုံမှန်ပြီးတော့ကိုယ်တော်ကံထောက်ပံ့ကောင်းတဲ့ပုံမှန်ပြီးရရှိစေပါတယ်အခုမိတ်ဆွေတို့အစင်မပြေတာတစ်ခုရှိနေတယ်ဆိုလို့ရှိရင်ဒီရတရားပြုလုပ်ပါအဲမိတ်ဆွေတို့အစင်မပြေဘူးဆိုရင်ဘေးနဲ့မိမယ်ရတရားချိန်မယ်စသဖြင့်ဒီလိုလိုဒါကရတ္တပံမိတ်ဆွေတို့ပြုလုပ်မယ်ရတရား အဲ့တော့ကို့အနေနဲ့အများနဲ့မှတ်သားထားဖို့တော့လိုအပ်ပါတယ်အဲ့တော့ပြောချင်တာကတော့ generator သမီးတွေကြီးပွားရေးစီးပွားရေးတွေမှာကံကောင်းစေဖို့အတွက်ကံထောက်ပတ်ကောင်းနေရရှိစေဖို့အတွက်ဘာပြုလုပ်အောင်လဲလို့ပြောမယ်ကို့ရဲ့မွေးနေ့မှာတသက်လို့စားပေးပါဆိုတော့ generator သမီးဆိုတော့ generator နေ့မှာတသက်လို့စားပေးနိုင်တော့အမတန်အမတန်အားကောင်းစေပါတယ်အဲ့တော့ generator သားသမီးတိုင်း generator သားသမီးတိုင်းဟာ generator နေ့မှာတသက်လို့စားနိုင်နေဆိုရင်တော့စားပြီပေါ့တကယ်လို့ကိုက တပတ်တခါမစားနိုင်ဘူးဆိုရင်တစ်လတစ်ခါကိုယ့်ရဲ့မွေးရက်မှာစားကိုက7ရက်အဲ7ရက်နေ့မှာမွေးရဲဆိုရင်7ရက်နေ့မှာစား7ရက်နေ့မှာမွေးရဲဆိုရင်7ရက်ပေါ့နော်ကိုယ်မွေးရက်မှာတတက်လို့စားပေးခြင်းဟာကိုယ့်ရဲ့အမတန်ကံကောင်းမှုကြီးဖြစ်ပေါ်စေပါတယ်နောက်တစ်ချက်ကတော့ဆုံးကန်ကြွနေတဲ့ဘုံကြီးရှိပါတယ်အဲတချို့နေရာတွေမှာလည်းဆုံးကန်ကြွတဲ့ဘုံကြီးရှိရင်ရှိမယ်တချို့နေရာတွေမှာလည်းမရှိဘူးပေါ့နော်အဲအဲ့တော့ကိုကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ်ကိုစီမှာအများနဲ့ဆုံးခံကြွနေတဲ့ဖုံးကြီးလမ်းဒီမှာဆုံးခံကြွနေတဲ့ဖုံးကြီးရှိရဆိုရင်တတိလူတန်းပေးပါ တစ်သီးဆိုတာကိုနိုင်တဲ့လောက်ပေါ့ပန်းသီးဆိုရင်လည်းပန်းသီးပေါ့စပစ်သီးဆိုရင်လည်းစပစ်သီးပေါ့အဲပိန်းနေသီးဆိုရင်ပိန်းစသဖြင့်ပေါ့တော့ဘဲအသီးနှံပဲဖြစ်ဖြစ်အဲအသီးနှံဆုံးကကြွနေတဲ့ဘုံကြီးကိုလူတိုင်းမြင်ပါတခြားဆုံးနေရင်ကတော့ကိုစီနာပိုင်တော့လူပေါ့နော်ရေရရာခြေတာလည်းမဟုတ်ဘူးပေါ့နော်အဓိကကတော့ဒီဆုံးနေဟင်းနဲ့ကိုလူကျယ်လည်းလူအဲ့တော့ကျွန်တော်ပြောတာအသီးတစ်မျိုးမျိုးတော့မမပါမဖြစ်လူပေးပေါ့နော်အဲ့တော့မပြောသေးရရအဲပြောပန်းသီးရရလိမ္မော်သီးရရပေါ့နော်အဲ့တော့ဆုံးကကြွနေတဲ့ဘုံကြီးဖြစ်ပလိစီနော် ကျောင်းမှာရှိနေတဲ့ဘုံယူသွားလူခိုင်းတာမဟုတ်ဘူးကို့အနေနဲ့တကယ်လို့အဲ့လိုဆုံးကကြွတဲ့ဘုံယူမတွေ့ဘူးဆိုလို့ရှိရင်လည်းတွေ့လာတဲ့အခါလမ်းသွားနေတဲ့ဘုံကြီးတပိတ်လွယ်ပြီးဆုံးကကြွနေတဲ့အခါမှာဆိုရင်နီးစက်ရအတီးနှံလေးတခုဝယ်ပြီးတော့လှူဒန်းပြီးတော့ကိုပြစ်ချင်တဲ့ဆန္ဒကိုလေးနဲ့ဆူတော့အဲ့လိုလှူမယ်ပြီးရင်ကိုလက်တလောမှာစီးပွားရေးကိစ္စရည်နဲ့ပတ်သက်ပြီးအဆင်မပြေဘူးအဆင်ပြေပါစေပေါ့နော်တစ်ဖက်မှာလည်းလှူမယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဆူတောင်းတာပေါ့နော်ကိုဘာဖြစ်ချင်လဲဘာဖြစ်ချင်လဲဆူတောင်းမှာလှူကြုံတက်တက်တော့မဟုတ်ဘူးပေါ့နော်ခဏပြောဆူတောင်းအဲ့တော့ ဒါဆိုလို့ရှိရင်နေဘက်တွေမှာဆိုရင်တော့ဆုံးကံကြွတာအများကြီးရှိတယ်ကျွန်တော်ရန်ကုန်မှာဆိုရင်တော့သူ့ရက်ွက်လိုက်ရှိရတချို့ကြတော့အာယုံဆုံးကြွတာပေါ့နော်လေးနိုင်ကြတော့ကျွန်တော်မထနိုင်ဘူးကျွန်တော်လည်းမထနိုင်ဘူးမိတ်ဆွေလည်းမထနိုင်ဘူးပေါ့နော်အရင်တော့ကတော့ဆိုရင်တော့အိမ်ကိုဆုံးကံလာကြွနေတဲ့ဘုံကြီးရှိရခုနောက်ပိုင်းတော့ကျွန်တော်တိတ်မတွေ့မိဘူးနေအိမ်ကြီးမှာအဲ့လိုမျိုးဆုံးကံကြွတဲ့ဘုံကြီးတိတ်မတွေ့မိဘူးပေါ့နော်အဲ့တော့ကို့လန်ကို့နေရဒေတာတွေမှာဆုံးကံကြွတဲ့ဘုံကြီးရှိမရှိတစ်ချက်လေးလာကြည့်လိုက်ပေါ့နော်တကယ်လို့ရှိရဆိုရင်တော့လှူဒန်းမယ်ဆိုရင်ပုံပုံပြီးတော့ကို့အတွက်ကန်ထောက်ပံ့ကောင်းလေးရရှိစေတယ်နောက်တစ်ခုကတော့ အင်္ဂါနံတောင်းမှာပေါ့နော်ကျွန်တော်တို့ဂန်းကော်ညွန့်နဲ့တပီညွန့်ပေါင်းပြီးတော့ထူကောင်းမှာဖြစ်ပါတယ်အဲ့တော့ကိုကကျတပတိသာသမိပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့အင်္ဂါနံတောင်းအင်္ဂါနံတောင်းဆိုဘုရားရဲ့ဟိုဟာဖြစ်မှာပေါ့ကျွန်တော်တို့အရှိအဲအရှိတောင်းပေါ့နော် အရှိတောင်တောက်ပေါ့နော်အရှိတောင်တောက်မှာကျွန်တော်ဂန်းကောကိုနှစ်တက်ရပေါ့နော်ဘယ်ဂန်းကောညွတ်啊ဘယ်နဲ့ညွတ်မဖြစ်ဖြစ်ပေါ့နော်တပီညွတ်啊လည်းဘယ်ညွတ်ပဲဖြစ်အဓိကဂန်းကောနဲ့တပီကိုကျွန်တော်ပေါင်းပြီးတော့ဖရဲမှာထူတန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ၃ခုဟာမိတ်ဆွေတို့၃လုံးပြုတ်လုံးနိုင်နေဆိုကိုတော့ပုံမကောင်းပါနဲ့ဒီထဲကနေတစ်ခုပြုတ်လုံးမယ်ဆိုရင်လည်းရပါတယ်ကိုအနေနဲ့အဆင်ပြေတဲ့ရည်ရွယ်ကိုအသုံးလုံးပြုပါကိုအဆင်မပြေတဲ့အခါတိုင်းအခါတိုင်းဘယ်အသက်ပိုင်းကြဘယ်နှစ်ပိုင်းကြမဖြစ်ဒီရည်ရွယ်ပြုတ်လုံးမယ်ဆိုရင်ပြုတ်လုံးလို့ရပါတယ်အဲ့တော့ဂျာနာပရီတာသမီးတွေလည်း အောင်မြင်ခြင်းကြီးပွားခြင်းတွေလွင်ဆန်တာတွေပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။